ဒီနေ့ Microsoft ထဲမှာ2 day တန်ဖိုးတွက်တာလေးရယ်ပတ်စံတန်ဖိုးတွက်တာလေးရယ်ပြောမယ်နော်အဲ့တော့ Microsoft ထဲမှာတန်ဖိုးတွက်ချက်မလုပ်ခြင်းနဲ့ဆိုရင်ဒါလေးက table ခေါ်ပြီးရိုက်ထားဖြစ်တဲ့အတွက် table ၄ရောက်ထဲကအနောက်ဆုံးမှာ formula ဆိုတဲ့ fx ပါလေးရှိရယ်ကလင်းနေလိုက်ကလင်းနေပြီး equation left ဆိုလေးပေါ်တယ် equation ပေါင်းမယ် left ဆိုဒီ insertion မှာဘယ်ဘက်ကဟာဒီပေါင်းမယ်လို့ပြောတာနော်ဒီအမှုနဲ့ထွက်လာဒါဆို128လာလीအဲ့တော့ဒါကဒီတစ်ခွက်အတွက်တွက်လိုက်တာ ဲ့အကွက်တီကိုဂျန်နဲ့ဒီမှာ9ယောက်ရှင်9ယောက်စာလိုက်တွေ့မယ်ပေါ့ကျောင်းတော့အယောက်60ရှင်60စာတကူကြီးစီလိုက်မတွေ့တော့ဘဲနဲ့သူ့ကို copy ကူမယ် copy ကူပြီးရင်တော့ဒီ output အကွက်မှာ insertion point ထား paste လုပ်မယ် insertion point ထား paste လုပ်ဒါမှမဟုတ် clean နဲ့ control v သုံးလို့ရတယ်နောက်တစ် down arrow နှိပ်မယ်နောက်တစ် clean နှိပ်မယ်နောက်တစ် control v သုံးမယ်ပြီးရင်တော့ဒီအကွက်လေးအကွက် ြမ်းတဲ့အကွက်တွေကိုသူ့ရဲ့တကယ်တမ်းမှုတိုင်းပေါင်းဖို့အတွက်ဆိုရင် fashion key နောက်ထပ် F9 လေးနှိပ်ပြီးလိုက်လို့ရတယ်။ဒါဆိုတော့ two တက်မှုရသွားလိမ့်မယ်။အဲ့တော့ဒီဘက်က possible to test ဆိုတာတဘာသာချင်းစီရဲ့ to test ကတရားရှိရပေါ့နော်။တဘာသာချင်းစီရဲ့ပုံမှန်တူတရားတရား၃ဘာသာဆိုရင်သူ့ရဲ့ဒုတိယ300ရှိမယ်အဲ့တော့သူ့ရဲ့ percentage address ဆိုရင်သူကဒီ original အကွက်မှာ ဒါကြောင့်ဆွဆွားလို့ equal left တို့ဘာလို့သုံးလို့မရတော့ဘာလို့လဲဆိုတော့ဒီ table 4ရောက်တဲ့မှာ formula ထဲမှာကြည့်ကြည့်လိုက်ရင်ဒီအောက်ဆုံးမှာသူ့ရဲ့ function တွေထဲမှာ percentage ဆိုတာမပါဘူးသူက percentage ကကိုကိုတိုင်းတွဲရမယ်ဟာ။အဲ့ဒီအတွက်ကိုကိုတိုင်း equation ခေါ်ချဖို့ဆိုရင်အဖြေလို့စတဲ့အကွက်မှာထားမယ်။ပြီးရင် control f9 နဲ့နှိပ်လိုက်ရင်ဒီလို square bracket လေးရလာတယ်။အဲ့တော့မှတွက်မယ်တန်ဖိုး equal equation ရရုံနဲ့နော်။ ဒီကွဲဆိုပြီးတော့သူကမြောက်မှာတယောက်ချင်းစီရဲ့တုတ်128နဲ့ percentage ရှားကျင်တာမျိုးတရားနဲ့မြောက်မယ်အဲ့တော့128ကဘယ်ကွက်မှာရှိလဲဆိုရင် column ကိုကြည့်လိုက် ABC D E F F row number က1 2 3ဒါဆို F3 မှာရှိရပေါ့နော်အဲ့ဒီအတွက် F3 လို့ရိုက်လိုက်မယ်ပြီးအမြောက်ဒါက percentage တို့ကျင်လို့အမြောက်တည်ကြည့်တာတည်းတရား တရားနဲ့မြောင်မယ်။ပြင် percentage ရှာတင်တာဖြစ်တဲ့အတွက်အစားလေးထပ်ပြပါမယ်။အစားရင်စားရင်စားပြီးတော့ရင်တယောက်ချင်းစီရဲ့တပါတာချင်းစီရဲ့တိုးတဲ့အားလုံးပါတပါတာချင်းစီရဲ့အမှတ်တရကိုအဲ့တော့အားလုံးပေါင်းတိုးတဲ့ဆိုတော့300ဖြစ်မယ်။အဲ့တော့300ဆိုတော့300ရှိရစက်ကွက်တီကောလမ်ကြီးနံပါတ်3မှာရှိရတဲ့3လို့ရိုက်လိုက်ရမယ်။ ပြီးရင်တော့အဖြေရဖို့အတွက် fashion key app 9လေးကိုတစ်ချက်ပေးလိုက်ဒါဆို86ရာခိုင်နှုန်းရပြီနော်အဲ့တော့ဒီကွက်ကိုထုံးစံတိုင်းနဲ့ဆက်လက်မှတ်ပြီးတော့သူဆက်လက်မှတ် copy ကူးမယ် algorithm paste လေးချမယ်ဒါရာခိုင်နှုန်းလေးပေါ့အဲ့တော့ဒီရာခိုင်နှုန်းဖတ်ထားတာဒီအဖြေမှန်ရဖို့အတွက်ကြတော့တကွက်ချင်းစီလိုက်တွေ့ရင်အတွက်မတွေ့ချင်းဒီအကွက်မှာ insertion point ထားပြီးစစွာတုံးခဲ့တဲ့ formula ထဲမှာဒီမှာကိုက equation ရိုက်ထည့်ထားတာရှိတာဟုတ် တော့အဲ့ equation ထဲမှာဘာလေးသွားပေးလို့ရမလဲဆိုရင် f တော့နောက်တစ်ခုဖြစ်သွားတဲ့အတွက် f ဘလာဖြစ်သွားလဲဆိုတော့ f4 f4 အမြောက် g4 ဖြစ်မယ်နော် g4 ဒီဒီနဲ့ထွက်လာတယ်ဒါဆိုဒီအမှတ်ထွက်လာတယ်နော် percentage ထွက်လာမယ်ပေါ့နော်နောက်သူလည်းအဲ့လိုပဲ fx မှာဒါကြတော့ f4 မဟုတ်တော့ပဲနောက်တစ်ခုဖြစ်သွားတဲ့အတွက် f ကဘလာဖြစ်သွားမယ်ဆိုရင်5ဖြစ်သွားမယ် f5 အမြောက် g5 ဖြစ်မယ် ီးရင် UK နဲ့ထွက်လာနော်နောက်အဲ့ဒီကွာမှာပဲအလူပဲနဲ့ FX နောက်ထပ်ဒီမှာဆိုရင် F ဘယ်လောက်ဖြစ်သွားလဲဆိုတော့6ဖြစ်သွားမယ် F6 အမြောက်တရားပြီးရင်စာမှာ G6 နဲ့စာမယ်ပြီး UK နောက်ဆုံးတစ်ခု formula မှာပဲနှိမ့်မယ်ပြန်တော့သူက F6 ပြီးတော့ F block ပြီးဆို7 F7 မြောက်တရားပြန်တော့ G7 ဆန်းဆန်းဖြစ်ရတဲ့အကြောင်းရင်းကလူနှစ်ဘက်ကိုရှိသွားတာနော်1 2 3 4 5 6 7ဒီဒီနဲ့ထွက်လာတာအဲဆိုရင်တော့ဒါ percentage လေးရလာပြီပေါ့နော်အဲတော့သူက80လို့မျိုးတွက်တာမဟုတ်တဲ့အတွက်တော့သူကရာခိုင်နှုန်းတက်တဲ့အခါမှာရာခိုင်နှုန်းတင်ပြတာလိုချင်တော့နောက်မှာကိုယ့်ဘာကို percent လေးပြန်ထည့်လိုက်ပေါ့နော် shift နဲ့ cloud နဲ့ထည့်တယ် percentage က5နဲ့ပေါ့ဒါကကိုယ်ကရာခိုင်နှုန်းလိုချင်ရာခိုင်နှုန်းတင်ပြတာပြချင်ရာခိုင်နှုန်းလေးထည့်လိုက်ပေါ့ ဒါကကြတော့ percentage ရတာအဲ့တော့သူ့ရဲ့ပြီမှာနောက်ထပ်တစ်ခုထပ်ထည့်မယ်ဆို column တစ်ခုထပ်ထည့်မယ်ဆို insertion point ထားမယ် table လျောက်ထည့်ရ insert right ပေါ့အဲ့ဒါဆိုညဘက်မှာတစ်ခုထပ်ထွက်လာနိုင်တယ်တကယ်လို့ကူကဒီမှာအမှတ်အများဆုံးရှာခြင်းလေဒီဘက်မှာမရှာတော့အောက်မှာရှာမယ်အမှ maximum တန်ဖိုးရှာခြင်း MBX ပေါ့နော်အဲ့တော့ maximum တန်ဖိုးအဲ့တော့အမှတ် ဒီ9ရောက်ထဲမှာမြန်မာစာအမှတ်အများဆုံးလိုချင်တယ်အဲ့တော့ MX လို့တို့ပြီးသွားရင်ဒီဘက်က FX နဲ့သွားမယ် pin equal sum above သူက sum မဟုတ်တော့ဘူးသူကြတော့ဘာလေးဖြစ်သွားလဲဆိုတော့ဒါလေးကိုဖြစ်လိုက်လို့ရတယ် equal ဟိုအပေါ်အားရတဲ့ maximum ဆိုအောက်က fraction နဲ့အခု fraction နဲ့မြန်မာ MX ကိုယူပြီးရမယ် MX နော် pin ခွင်းစာကိုပိတ်ထဲမှာဘယ်ဟာနေပဲထိတယ်အပေါ်ဘက်ကဟာဒီအကုန်လုံးဆိုတော့ ABO ် above ထည့်လိုက်ရင်တော့ရတယ်ပြီး okay နဲ့ထွက်လာဒါဆိုဒီထဲမှာအများဆုံးပြသေးမယ်နော်အဲ့ဒီအချိန်မှာဒီအောက်မှာနောက်ထပ် root root ထပ်ထည့်မယ် select မှာ insert value ဒီနေရာရှာမယ်ပို့ဒီနေရာဆိုရင် min min ဆိုပြင်တူတဲ့အလိုပဲ my insertion point ထား insertion point ထားပြီး formula ကိုနှိဒီနားလေးမှာသူက equal sum ပေါ့သူကကြာ function name ကိုထည့်မှာဖြစ်တဲ့အတွက်ဒါလေးကိုဖြတ်လိုက် equal ဝင်ချခဲ့ င်အောက်ကထောင်းအလိုမှာနှိပ်ပြီး fashion နဲ့ minimal ဆိုတော့ min ကိုရှာလိုက်မယ်။အဲ min ရှာပြီးသူကျတော့ above လို့မရတော့ဒါတွေပါတဲ့အတွက်အဲ့တော့သူမှာက column 0 number block ကစားတယ်။1 2 3 C3 ရနေစပြီးတော့ C 3 4 5 6 7 C7 T C3 is to C7 ဒီရိုက်ထည့်လို့ရမယ်ပြီးတော့အရင်တော့ okay နဲ့ထွက်လာ ဒါဆိုရင်ဒီထည့်ကအမှန်အနည်းဆုံးလေးကိုပြပေးတယ်နော်အဲ့တော့နှစ်မျိုးသုံးလို့ရတယ်တခါလေး formula မှာလုပ်ပြီးတော့ဒါလေးကိုဖြတ်ပြီးရိုက်ထည့်လို့ရတယ်ဒါမှမဟုတ်ရင်လည်းစစောလိုမျိုး shock အတော့ကျနေပေါ့နော်။ဒါဆိုရင်တော့ control နဲ့ပါလိမ့်နဲ့သုံးလိုက် F9 နဲ့သုံးလိုက်လို့ရတယ်။အဲတော့မှ equal M A S B A M A S queens dot ဒီအပေါ်ဟာရှာကျင်တော့ဘယ်လို A B C E စလုံးပေါင်းလို့မှတ်ရိုက်ထည့်နော်။ A B O e f f ဒီတော့ f n လေးနေလိုက်အဲဝင်ပိတ်ချက်ခဲ့လို့အဲ့တော့ဝင်ပိတ်ပြန်ရိုက်ပြန်မယ် equal ဒါလေးဖြစ်လာပြီနော်သူက equal ကြံခွဲတဲ့အတွက် control နဲ့ f n လေးနေမယ်ဒီ equal m e x maximum ဆိုစာဒီဘလောက်ကစမှာလဲဒါဆိုရင် t 1 2 3ဆိုတော့ d 3 d 3 is to d ဘလောက်ကစမှာလဲ 3456770ဒီ70ပေါ့အေးစေအကွက်လို့ပဲနော်ပြီးခွင်းပိတ်ခွင်းပိတ်ပြီးမှသာ F9 လေးတွားပြရမယ်ဒါဆိုရင်တော့အမှတ်ထွက်လာမယ်ပေါ့ဒါဆိုရင်9ရောက်ပဲရှိရတဲ့အတွက်သိထားရလေအမှန်များဆုံးအဲ့တော့အဲ့တော့ရိုက်ထည့်လေးရတယ်ဒီ formula ကနေတွားလေးရတယ်ဟို formula ကနေတုံးပြမယ် formula ကိုနှိပ်မယ်ပြီး equal လေးကိုဖြတ်လိုက် ကိုရှာမှာမင်းလည်းဆိုရင်ဒီအဆုံးအမီနီမယ်လေးကိုရွှေ့လိုက်လို့ရတယ်အမရဲအပြီးရင်တော့အပေါ်ဘက်ကဆဲပတ်သွားလို့ရမယ်ဒီ3 is 2 d 3 4 5 6 7 d 7ပေါ့ဒီ7ပြီးတော့ okay နဲ့ထွက်လာဒီနည်းနဲ့လည်းတွေ့ရမယ်ဒါဆိုရင် Microsoft အထက်မှာတွေ့တာလေးအစီအပြီးပါပါ